အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်တပ်လော်ဘီအာကြီးခုံဖုံးတယောက်ပျောက်ချင်းမလားပျောက်သွားတဲ့ရုပ်တံနဲ့အတူအာရခတ်တတော် AA နဲ့အတူအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နာပခအန်ယူတိန်စစ်စင်ကြီးတွင်တာဝန်ထမ်းဆောင်ခဲ့ပြီးရေနံချောင်းမျိုးနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲဘော်များအားပြည်သူများမှမွေးထွေးစွာကြိုဆိုခဲ့တဲ့ထူးခြားရုပ်တံတွေပါတင်ဆက်ပေးသွားမှာမို့အဆုံးထိနားဆင်ပေးသွားကြပါဦးခင်ဗျာကျမအခုဒီ like ကိုပြောချင်တာကအခု line ပေါ်မှာပေါ့နော်တော်တော်ကြီးကြက်ထနေတဲ့မိထီလာတိုးကိတ်က ဟိုဇော်ယူထွန်းเนาะကျမတို့ကတော့မဲပါတယ်ဟမ်ဒီတီတုဆက်ခေါင်းဆောင်ကိစ္စနဲ့ပတ်သက်ပြီးတော့အခုနိုင်ငံတော်ကနေပြီးတော့905နဲ့ဆွဲထားတယ်ဒီကိစ္စမဆွဲခင်မဆွဲခင်ကာလမှာအရင်အရှိတ်ပိုင်းမှာကဒီသူတိုးကိတ်မှာတာဝန်ကျနေတဲ့အချိန်မှာเนาะဒီတိုးကိတ်မှာတာဝန်ကျနေတဲ့အချိန်မှာဘုံမှုတယောက်နဲ့ပြဿနာတက်တယ်เนาะအဲ့ဒီကိစ္စလေးတွေပေါ့ကျမပြောပြမယ်ဒီအခုဇော်ယူထွန်းဆိုတဲ့တီတုဆက်အဖွဲ့မဲဖြစ်ဖြစ် ဘယ်လုံခြုံရေးတာဝန်ကြရဲပဲဖြစ်ဖြစ်တမောသားတွေပဲဖြစ်ဖြစ်ဟာလာသူတို့တာဝန်ကိုသူတို့ခြေပေါ်မှာထမ်းဆောင်နေတာသူတို့တာဝန်ကိုသူတို့ခြေပေါ်မှာထမ်းဆောင်နေတာအထက်အမိန့်ကသူတို့ကိုပေးထားတယ်ဒီဘော်မှာကားတွေမှာမှန်သည်အခုသူတို့ဂိတ်ကိုဖြတ်မယ်ဆိုရင်ဒီတိုးဂိတ်တွေကိုဖြတ်မယ်ဆိုရင်မှန်ချပြီးမောင်းလာတယ်မြေတိကားကိုမစို့စစ်ပိုင်မှာသူတို့မှအပြည့်ရှိပြီးသားဒါမှမဟုတ်ရင်နိုင်ငံတော်ကလူကြီးတွေကားလာရင်နှန်းနဲ့သွားတိုးတင်အကြောင်းချတာဂိတ်ကိုနော်တိုးတင်တဲ့ဂိတ်ကိုအကြောင်းချတာဒါမှမဟုတ်ရင်နှန်းနေနဲ့သွားရင်နှန်းနေနဲ့သွားရင်နိုင်ငံတော်အဆင့်ဆိုရင်ဘယ်မှတမတာဘူးအကုန်လုံးလမ်းတော့နေဖွင့်မှာပြီးသားဒါမှမဟုတ်ဘဲနဲ့သာမန်အိမ်စည်းကားတွေနဲ့ပုံစံမျိုးသွားတာကအထက်မှာမြေသူမြေပါပါမ မ်းမသိဘူးယာတို့ဘသူဘာလဲမသိဘူးသူတို့ရဲ့တာဝန်အရာလုံခြုံရေးတာဝန်အရာပြီးသူစစ်ဘဲဖြစ်ဖြစ်တမတော်သားပဲဖြစ်ဖြစ်ရဲပဲဖြစ်ဖြစ်တာဝန်ထမ်းဆောင်နေတယ်တရားဝင်တာဝန်ထမ်းဆောင်နေတဲ့သူတွေသူတို့တာဝန်ကိုသူတို့ရဲ့အထက်အမိန်တိုင်းတာဝန်ကြီးပေါ်မှာထမ်းဆောင်နေတာ နော်အဲ့ဒါကိုဂုံမှုကနော်ကျွန်မနာမည်တွေတက်မပြောတော့ပါဘူးအဲ့ဒီဂုံမှုဆိုသူကအဲ့ဒီကိတ်ကနေဖြတ်တဲ့အခါမှာတားလို့ဆိုပြီးတော့ဒီ line တွေတက်လာတယ်နော်ဒီ video ဘိုင်းတွေတက်လာတယ်ဟုတ်လားသူຢာဘူးဂုံမှုဘသူဘာညာပါဆိုပြီးတော့ဒီလက်နက်ကိုပြပြီးတော့ဒီအခုတားခဲ့တဲ့ပြည်သူစစ်ခေါင်းဆောင်နော်ကိုစော်ရင်တွန်းကိုချင်းချောက်ပြောဆိုတယ်ဒါတွေကຢာဘူးအာနာကိုအလွဲသုံးစားလုပ်ပြီးတော့ဒါမျိုးတွေမပြောသင့်ဘူးဒါကိုအခုဒီလိုပြောကြားမှုတွေအပေါ်ကိုတက်ဆိုင်ရကထိထိရောက်ရောက်ရေးယူသင့်တယ်ဟုတ်လားအမှန်ဆိုရင် သူ့မိသူမိွားထဲမှာဘိုးမှုပဲဖြစ်ဖြစ်ဘိုးချုပ်ပဲဖြစ်ဖြစ်နိုင်ငံတော်ဟိုတမန်တော်ပဲဖြစ်ဖြစ်မိသူမိွားဆိုတာမသိဘူးလေတာမန်အင်စည်းကားနဲ့လာတာမှန်ချခိုင်းသူ့ရဲ့စစေးသူ့ရဲ့ဥပဒေအတိုင်းဒီမှာသူ့အမိန့်ချလာတဲ့အတိုင်းဟုတ်လားအထက်ကအမိန့်ပေးထားတဲ့အတိုင်းအင်စည်းကားလေးပဲဖြစ်ဖြစ်မှန်ချလာတဲ့ကားကိုတားပြီးဆက်တာတားပြီးဆက်ပြီးမှန်လေးဖွင့်ပေးလိုက်ဒီလေးအဖို့ဘသူဘသူဟုတ်လားညာတို့ဘသူအချိုးချောင်းပြောက်ပြလိုက်ကွာဒါကိုမချေမနဲ့ပဲနဲ့မင်းဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့အဲ့လိုမျိုးလောက်ကအောင်ညာတို့အာနာပြီးကိုအလွဲသုံးကမလုပ်လို့မရဘူးအဲ့လိုမျိုးတွေလုပ်လို့ ဲ့လိုမျိုးပဲငါပါလဲညာငါပါလဲငါပါကောင်းမဲ့ဖြစ်တဲ့ဆိုတဲ့လူတွေကပဲယနေ့တက်မလို့ကြီးကိုဒီယူနီဖောင်းတွေဝတ်ထားပြီးတော့အကရိလိုက်စားပြီးတော့ဖယဲသိကြီးဖြစ်နေကြတာအမှန်ဆိုရင်သူသာစစ်မှန်နေဆိုရင်ဒီလေးရန်ကျဲစုတင်နေငါတို့တို့အကိုတို့ရဲ့တက်မလို့သားတွေကိုဝိုင်းမကူမီပေးနေညီတို့ပြည်သူစစ်တွေကိုအရန်လဲစားတယ်ဒီလိုမျိုးဖြစ်နေရမယ်တာဝန်ချိန်နေရမယ်ဆိုပြီးတော့အမှန်ဆိုရင်ဒါကိုစော်ယူထွန်းမမဟုတ်ဘူးတခြားသောဝင်နေနေကတာဝန်ချိန်စွာနဲ့သက်စာရှိစွာနဲ့နိုင်ငံတာဝန်တွေကိုချိန်ပေါင်းထမ်းဆောင်နေအခုချိန်မှာဒီအကျန်းဖတ်တယ်နော်အသွင်မျိုးစုံယူပြီးဖြတ်သွားဖြတ်လာလုပ်နေတဲ့အချိန်မှာဒီကားပေါ်တင်မှာ အကျန်းဖက်တွေပါလာမယ်လက်နက်တွေပါလာမယ်ဘယ်သူတွေပါလာမယ်ဆိုတာဘသူကသိမှာလဲသူ့တာဝန်ကိုသူပြေပေါ်မှာထမ်းဆောင်ရမယ်လက်နက်ဆိုရင်ဒီလိုအရာရှိတွေဗိုလ်မှုတွေဗိုလ်ကြီးတွေဖြတ်သွားတဲ့အချိန်မှာဒီလိုဂရုတဆိုင်နဲ့သူ့တာဝန်ကြီးဆိုတာထမ်းဆောင်နေတဲ့ဝန်နဲ့ဒီပြည်သူစစ်တွေတာဝန်ကြငါတာဝန်ကြနေရတဲ့ဒီပေါ့နိုင်ငံဝန်ထမ်းတွေကိုအရာရှိတွေကအခုသူတို့ဖြတ်သွားတဲ့အချိန်မှာအခုလိုစင်ရင်တော့မှလေစင်ပြီးတော့ကိုတလေးတစားနဲ့ကိုချီချူဂုံပြူချီချူစကားကိုပြောရမှာတလေးတစားနဲ့ကိုအကျေးဇူးတင်အောင်ပြောကြရမှာအော် ညီလေးတို့တွေအခုလိုအကိုတို့အကိုတို့နဲ့အတူတက်တွဲပြီးတော့တာဝန်ခြေပုံစံညီလေးတို့ရဲ့တာဝန်ကိုခြေပုံစံထမ်းဆောင်နေတာကျေးဇူးရမ်းတင်ပါတယ်နော်ယာတို့ဘသူယာတို့ယာတို့ဘသူပဲွာဆိုတာကိုညီလေးတို့အဓိကဟိုကမဖြစ်ဘဲနဲ့ပေါ့နော်ဒီပေါ်မှာညီလေးတို့ရဲ့တာဝန်ကိုခြေပုံစံနဲ့ညီလေးတို့ထမ်းဆောင်နေတဲ့အတွက်အကိုကြီးတို့အရန်ကိုကျေးဇူးတင်ပါတယ်အကိုတို့ကိုအခုပူညီပေးနေတဲ့ဟုတ်လားအကိုတို့တမန်တော်ကြီးနဲ့အတူပူးပေါင်းပါဝင်ပြီးတော့ဒီတာဝန်နိုင်ငံတာဝန်တွေကိုတာဝန်ခြေစွာထမ်းဆောင်နေတဲ့မိဘပြည်သူတွေကိုကာကွယ်စောင့်ရှောက်နေတဲ့အတွက်ကျေးဇူးတင်ရှိကြောင်းလေးစားကြောင်းကိုပါသူကပြောရမှာလေဟုတ်လား တမတော်ကြီးနဲ့အတူလက်တွဲနေတာပြည်သူစစ်တွေနော်ပြည်သူစစ်တွေပြည်သူစစ်မှမဟုတ်ဘူးတခြားသောအခုပေါ့တခြားသောဒီရဲတွေတမတော်သားအောက်ခြေစစ်တီတွေဟုတ်လားနိုင်ငံတာဝန်ကိုခြေဝန်သာထမ်းဆောင်နေတဲ့ဒီဂိတ်တင်မှာဆိုတာဝန်ကြနေလူတွေဒါဘူကြီးဆက်နေပေါ့နော်ဘူကြီးနဲ့အတူဘူကြီးတွေနဲ့အတူတခြားသောသူတို့ရဲ့လက်အောက်ငယ်သားကြီးပါတယ်သူတို့တာဝန်ခြေဝန်သာထမ်းဆောင်နေတာကိုသူတို့တာဝန်ကိုသူတို့ခြေဝန်သာထမ်းဆောင်နေတာကိုဘုံယူရမှာတိစုထင်စကားပြောရမှာဟုတ်လားဒီလိုအဖြစ်စဉ်မျိုးတစ်ခါဖြစ်ခဲ့ဘူးပြီနော်ကိုမနှစ်ကအကိုအကိုဆရာတော်ကြီးနော် သူသွားနေတဲ့လမ်းမှာသူတစ်ဖက်မှာဘသူတွေနဲ့တွားတွေ့လဲဆိုတာသူတို့ကာယကရှင်တွေအသိဆုံးဆရာတော်ရစ်ပါဝင်ကာယကရှင်တွေအသိဆုံးအဲ့ဒီမှာဒီ PDF တွေနဲ့ဆက်ဖြစ်နေတဲ့နေရာကိုဖြတ်တာဖြတ်တာကိုတာဝန်ရှိဂိတ်ကနေပြီးတော့လှမ်းတာတယ်ဒါတာကိုမရက်ပေးဘဲနဲ့မှန်နေတယ်ပိတ်ထားတယ်ပိတ်ထားတဲ့အတွက်လှမ်းတာတယ်ရက်ပေးဖို့စစ်ဖို့အတွက်ကိုမရက်ပေးဘဲနဲ့မောင်းပြေးတဲ့အခါမှာအဲ့ဒီအချိန်မှာအကြမ်းဖက်တွေနဲ့တစ်ဖက်မှာဖြစ်နေတာကိုသူ့တာဝန်ကြတဲ့တာဝန်ကြအရာတာဝန်ကြစစ်သည်တွေကနေပြီးတော့သူ့တာဝန်အရာသူလှမ်းပြီးတော့ဖြတ်ပြေးတဲ့အတွက်လှမ်းဖြစ်တာ နော်အဲ့ဒီမှာပကိုးဆရာတော်ကြီးအပါဝင်သိဆုံးခဲ့ရတယ်သူတို့ကရိုးသားတယ်ဆိုရင်ဟင်ဒီဆရာတော်ကြီးတွေကဒါဒီဖြစ်စဉ်နဲ့အတူတူပဲရိုးသားတယ်ဆိုရင်ဒီမှာသိဆင်နေတာရပ်ပေးလိုက်မှန်လေးချပေးလိုက်ဆရာတော်ကြီးတွေ့ရင်ဘယ်သူကဖမ်းမှာလဲဘယ်သူကရင်ရင်ဆိုင်ဆိုင်ဟိုပြောဆိုမှာလဲဆရာတော်ကြီးလေဟုတ်လားအဲ့လိုတသိန်းနဲ့ကိုပြန်ပြီးတော့ကိုပြန်ပြီးတော့ကိုကားကိုမောင်းခွတ်ထွက်ပြန်ကိုပေးအောင်မှာ နော်ဒီဖြစ်စဉ်တွေမှာဒီဆရာတော်ကြီးကကတခြားမှာသူတို့တွားပြေးခဲ့တယ်ဒီအကျံဖက်တွေနဲ့တွားပြေးခဲ့တယ်အဲ့ဒီဟာကိုသူတို့ရဲ့ဒီဖြစ်စဉ်တွေနောက်ကျောင်းတွေကိုပေါ်မှာဆိုလို့သူတို့ဖတ်ပြေးခဲ့တယ်ဒီဖြစ်စဉ်တွေနဲ့အတူတူပဲအခုကိစ္စတွေရတယ်နော်ဒါမျိုးတွေဖြစ်ခဲ့ပြီးပြီဒါကိုဒီရာရှိကနားလည်ရမယ်ရာရှိကနားမလည်ဘဲနဲ့အောက်လက်ငယ်သားကိုငါဘုံမှုပါပဲအာရခဒေတာနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နပခအမျိုးသိန်းစစ်စင်ရေးတွင်အာရခတတ်တော် AA နဲ့အတူစီရေးအတွေ့အကြုံကောင်းများရရှိရန်မကွေးတိုင်းမကွေးခရိုင်ကျွန်ုပ်တို့ရေနံချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည်ပါဝင်ခဲ့ပြီး စစ်စင်ရေးပြီးအမိမြေကိုပြန်လာခြင်းမိဘပြည်သူများမှဝမ်းပန်းတသာကြိုဆိုကြပါသည် အမ်းမြို့တိမ့်တိုက်ပွဲနှင့်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်လပခတိမ့်စစ်စင်ရေးတွင်အာရခတတော်နှင့်အတူစီရေးအတွေ့အကြုံများရရှိရန်တာဝန်ထမ်းဆောခဲ့သောကျွန်တို့ရေနံချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှရဲဘော်၅ဦးအနာဂတ်ဖက်ထရယ်ဒီမိုကရေစီပြည်တော်စုတည်ဆောက်ရေးအတွက်တိုင်းပြည်အတွက်အသက်ပေးလူသွားခဲ့သည့်ရဲဘော်၅ဦးတည်ပေးအပ်သောတာဝန်များကိုခြေပုံစွာထမ်းဆောင်ရင်း အသက်ပေးလူသွားခဲ့မှုအပေါ်တပ်ဖွဲ့အနေဖြင့်မိသားစုနှင့်ထတ်တူဝမ်းနည်းပူဆွေးရပါသည်တပ်ဖွဲ့အတွက်ကြီးမားသောဆုံးရှုံးမှုဖြစ်ကကျွန်ုပ်တို့အနေဖြင့်မျိုးဦးတော်လိုင်းရေးပြီးဆုံးတိုင်အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်သည့်ထိတိုက်ပွဲဝင်သွားပါမည်ဟုဂတိတစ္ဆာပြုပါသည်